ညီလေးဇော်ဘုံဟိန်းနဲ့မင်းအတွက်ငါလှုပ်ပေးလိုက်တဲ့လက်ဆောင်လေးအစင်မပြေရလားကွာမွေးနေ့မှာကွက်တီတရားဆွဲပေးလိုက်လို့တဲ့အတော်မပြောရလားဗျာတဲ့မင်းကိုအစတဲကဧကနေရတဲကမင်းအာဝေမချောင်နဲ့ငါမင်းကိုပြောခဲ့ပါတယ်တဲ့မင်းကအမှန်တရားကြိုက်တဲ့လူဆိုတော့တဲ့အခုတော့အမှုရင်ဆိုင်လိုက်အောင်တော်ညီလေးတဲ့ မင်းသားကြီးနဲ့မိုးမိုးခိုင်တို့အနောက်မှာငါထောက်ပံ့ပေးနေတယ်တဲ့မင်းရင်ဆိုင်လိုက်အောင်မို့ကွာတဲ့ဒါလေးသိစေချင်လို့တဲ့ငါညီကိုတတိလာပေးတာပါတဲ့နော်မင်းကိုစိန်ခေါ်ပြီးပြင်ဦးလွင်မြေကွက်ကိုငါဒဲချိတ်ခဲ့တာတဲ့မင်းမမေ့သေးဘူးထင်ပါလေတဲ့ဒီအကျိုးဆက်ကအခုမင်းရန်ကုန်မှာအမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အကြောင်းတရားပဲတဲ့မင်းတက် အညိုးကြီးတယ်တဲ့နဂါးမျက်စောင်းထိုးရင် ပြာဖြစ်တတ်တယ်ငါညီတဲ့ကျွန်တော်ကိုတင်းပါဒီနေ့မဆေးပို့လာတာအေကနေရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်អော်လို့တဲ့အဲ့ဒါဘယ်သူဖြစ်နိုင်လဲဆိုတာကျွန်တော်သိတယ်เนาะကျွန်တော်သိတယ်ဘာဖြစ်ဘူးเนาะအဲ့တော့အေကနေရာကိုអော်တယ်ဆိုတာကတော့ဗျာကျွန်တော်တို့အောက်မှာရှိတဲ့ပြည်သူပြည်သားတွေမြေစင်းယုံဆိုတာ ွားယူလိုက်ဦးနဲ့စားရ9ရက်ဟိုအပေါ်မှာပြင်ဦးလွင်ရဲ့မြေစင်းယုံနော်ကျွန်တော်ဒီမှာမွေးနေ့မှာကွက်ဒီတရားဆွေးပေးလိုက်တယ်တဲ့အတော်ပြောရလားမင်းတို့စားရရဧကနေရနဲ့ပတ်သက်လို့မင်းအာဝင်မချောင်နဲ့လို့ကျွန်တော်ဒီမှာရေးထားတာဟုတ်တယ်ယူခဲ့อ๋อ ပါကဲစရာမလိုပါဘူးကွာဒီလောက်ဆင်းရတော့ဟဲ့အောင်ဟာဒီမှာအခုလက်ရှိပြုံးလိမ်မြေစင်းရုံးကဦးစည်းမူကဦးသက်ခိုင်လက်တော့ဦးစည်းမူကဦးဆန်းဦးဘာလုပ်ထားလိုက်အတန်တိတ်ထားစာရည်နဲ့ရောက်နေပြီ ်တည်သွားပလိစီအမှန်တရားကိုရောက်အောင်ဖော်ထုတ်မယ်နော်ဒီဥစ္စာတွေဒီစာရွက်တွေအဘကကြအဘကကြကြီးကိုလိမ့်မှုပြီးတော့မှအဘကကြကြီးကိုရောက်အောင်ပို့မယ်ဟုတ်ပြီလားနော်အခုမဥပင်းကိုဘယ်သူရောက်သွားလဲပြင်းဦးလွင်ရတယ်ဒီလူတွေပဲကျွန်တော်မကျေနပ်ချက်တွေနဲ့လုံနေတာဟိုဟာဦးစာအုပ်အထူးကြီးတခုယူခဲ့လိုက်ညီမကြည့်လား အမှန်တရားကိုကြိုက်တဲ့လူတွေကဘော်တော်ခိုင်းတာဒီမှာ